တန်ချမ်းမှာအခုလက်ရှိဘဝကမလွယ်ကူပါဘူး။နှစ်သက်ကူမတိုင်ခင်ကကျွန်တော်အင်အားမိသားစုနဲ့စကားပြောပြခဲ့ပါရယ်။သူတို့ကဘေဂျင်ရှန်ဟိုင်းကွမ်ဂျူးနဲ့ရှန်ဂျန်လိုနေရာတွေကအခွင့်အလမ်းတွေပိုများပြီးပိုကောင်းတယ်လို့ထင်ခဲ့ကြပါရယ်။ဒါပေမဲ့အခုကျွန်တော်ပြောပြပါရစီ။ သင်တို့အတွေ့အလုံနေကြပါပြီ။တက်တော့အသုံးပြုသူတူကရှန်ချန်းမှာညာဘက်မြင်ကွင်းကိုရိုက်ကူးထားပြီးတော့အလုံရှာမရတဲ့လူအုပ်ကြီးကရည်ရွယ်ချက်မရှိဘဲရှောက်သွားနေကြတာတို့လမ်းဘေးမှာအိတ်နေကြတာတို့ကိုဖမ်းယူထားပါရယ်။နောက်ထပ်တက်တော့ကတူကလည်းဒီချင်းလေးကိုရိုက်ကူးထားပြီးရှန်ချန်းမှာအလုံလက်မဲ့ပြဿနာအလွန်ကျယ်ပြန့်နေတာကြောင့်လူအများအပြားကငွေစုဖို့အတွက်လုံးဟာဘက်စကမှတ်တိုင်အပြင်ဘက်မှာအိတ်နေရတယ်လို့ပြောပါတယ်။တီတော်ကတူက မှတ်ချက်ပြုထားတာက ရှန်ကျန်းကအရင်လိုမဟုတ်တော့ဘူးလို့ပါ။အိုးမဲအိမ်မဲတွေပိုများလာပြီးအိမ်ငါးဖို့မတက်နိုင်ကြတာကြောင့်ဘတ်စကမှတ်တိုင်နေမှာတို့တံတားအောက်မှာတို့အိမ်နေရတယ်လို့ဆိုပါတယ်။ဒီပြဿနာကရှန်ဟိုင်းတစ်ခုထဲမှာကန့်သတ်မထားပါဘူး။တရုတ်အရှိပိုင်းကတခြားမြို့တွေမှာလည်းအလုရှာဖို့ရုန်းကန်နေရတဲ့သူတွေရှိနေပါတယ်။ကျွန်တော်ဟန်ချိုးမှာတလားလောက်အလုရှာနေခဲ့ရပြီးအရန်ခက်ခဲခဲ့ပါတယ်။ နောက်ဆုံးရက်25လောက်ရမယ်အလုံးတစ်ခုရှာတွေ့ခဲ့ပြီမယ်ကျွန်တော်ရဲ့ဆရာကြီးကကျွန်တော်ကိုမင်းကဒီအလုံးနဲ့မတင်တော်ဘူးလို့ပြောခဲ့ပါတယ်ကျွန်တော်ရဲ့အခြေအနေကတကယ်ဆိုးရွားနေတယ်လို့ခံစားရပါတယ်ရှင်တန်ဖို့တောင်မလုံလောက်ရင်တခြားဘာဝမှတွေးလို့ဘယ်ရမှာလဲကျွန်တော်မီးအိမ်ပွဲတော်လောက်ကဒီကိုရောက်လာခဲ့ရပါ အခုအရန်ကြာသွားသလိုခံစားရပါတယ်တရုတ်မှာလူအများအပြားက နှစ်သက်ကူမတိုင်ခင်အလုရှာဖို့ထွက်လာကြပြီမယ်။အောင်မြင်မှုမရှိပဲဗာပေါင်းများစွာအကြာမှာသူတို့ရဲ့ဇာတိမို့ကိုပြန်သွားကြရပါတယ်။ဒီနေ့အလုရှောက်တဲ့သူတွေအများကြီးရှိပါတယ်။သူတို့မှာတူညီတဲ့အချက်တခုရှိပါတယ်။သူတို့အများစုကပြန်ပါမျိုးရလာပြီးအိမ်ပြန်လာသူတွေပါ။ကျွန်တော်သူတို့ရဲ့အရင်အလုပ်တွေအကြောင်းမေးကြည့်ခဲ့ပါတယ်။ လာတာမရတာတို့အလုံးထုတ်ခံရတာတို့ဒါမှမဟုတ်စယုံပိတ်သွားတာတို့ပဲဖြစ်ပါတယ်။သူတို့ဟာအားလုံးတော်တော်လေးငြိမ်ရကြပါတယ်။အသက်22နှစ်ကနေ26လောက်ပဲရှိပါတယ်။အလုံးလမဲ့ပြဿနာမြင့်တက်လာတာနဲ့အမျှဒီလိုလုံချုံကြီးနဲ့ပတ်သက်တဲ့အဆုံးရင်မှုတွေလည်းထိုးလာနေပါတယ်။ကျွန်တော်ဒီကိုရောက်လာတာသိမကြသေးပါဘူး။ဒါပေမဲ့ကျွန်တော်ဘက်ထရီခိုးခံလိုက်ရပါပြီ။ဒီနေ့မှာသခိုးတွေပိုများလာပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်ကကျွန်တော်အိမ်ဒီချင်းရဲ့မော်တော်ဆိုင်ကယ်ကတက်စီဆုပ်ယူခံရပါတယ်။ဖမ်းမိတဲ့သူကပုံမှန်အိုးစုကမဟုတ်ပါဘူး။လူငယ်တယောက်ပါသက်ဆန်အတွက်ရုံးခံနေရတာကတကယ်ပဲသခိုးမျိုးဆက်သစ်တွေကိုဖန်တီးနေတာလားလို့တွေးမိပါတယ်။ American ပြည်တော်စုဟာလက်ရှိမှာတရုတ်ကုန်ပစ္စည်းတွေအပေါ်145ရာခိုင်နှုန်းအထိမြန်မာရဲ့အခွန်အနေချမှတ်နေပါတယ်။ဒါဟာ American တရုတ်ကုန်သွယ်ရေးကိုရပ်တန့်သွားစေပါတယ်။တရုတ်ရဲ့ဂင်ယိုရန်ဖီနယ်ရီဟာဒီအခွန်အနေကြောင့် အပြင်းထန်ထိခိုက်နေပါတယ်။ပလင်းမြဝကျွန်းပေါ်ဒေသမှာဒုံကွန်းဖိုရှန်နဲ့တခြားနေရာတွေကစစ်ရုံတွေဟာအမေရိကန်ထုတ်ကုန်လိုင်းတွေကိုတညအတွင်းရပ်ဆိုင်းခဲ့ရပါတယ်။ကုန်ကျန်းပစ္စည်းတွေကစားလို့ထုတ်လုံးမှုထုတ်ပုံးမှုအထိအားလုံးရပ်တန့်သွားခဲ့ပါတယ်။မွန်တနာယီမှာကျွန်တော်တို့ညစာအတွက်ဘာစားမလဲဆိုတာဆွေးနွေးနေခဲ့ပြီးမနေ့ပြန်နေ့လယ်စာအတွက်ဘာယူမလဲဆိုတာပြောနေခဲ့ကြပါတယ်။ ဒါပေမဲ့ရုပ်တရက်အကြောင်းကြားစာတစ်စောင်ရလာပါတယ်။ဒီနေ့အောင်လိုက်ရဖြစ်ပြီးအနှက်ပြန်ဆားလို့ရှီလီယာရဲ့ပေးရရမယ်ဆိုပါတယ်။အများသူက data တွေအရ2024ခုနှစ်မှာတရုတ်ရဲ့ထိတ်တန်းတင်ပို့ရေးမျိုးပြ6ခုကတော့ရှန်ဂျန်၊ရှန်ဟိုင်း၊ဆူဂျိုး၊နင်းဘို၊ဒုံဂွန်းနဲ့ဂျင်ဟူဖြစ်ပါတယ်။ရှန်ဂျန်က2024ခုနှစ်မှာအမေရိကန်ကို တင်ပို့တန်ပို့420.3ဘီလီယံယွမ်နဲ့ထိပ်ဆုံးမှာရှိခဲ့ပြီးတော့ဆူချိုးကတော့ 340ဘီလီယံယွမ်ခန့်နဲ့ဒုတိယဖြစ်ပါတယ်။ဒီမျိုးပြ6ခုထဲမှာဆူချိုးကအမေရိကန်စုစုပေါင်းတင်ပို့မှုရဲ့20.5%ကိုတင်ပို့ခဲ့ပြီးပထမနေရာမှာရှိပါတယ်။ ဒါပေမဲ့အခုအမေရိကန်ကိုတင်ပို့မှုအားလုံးရန်ဆိုင်သွားပါပြီ။ရှန်ဂျန်ကစက်ရုံတစ်ခုကမစ္စတာလီဆိုသူကရန်ဒီယန်စိတ်ကမ်းမှာလကြသေးခင်ကကွန်တိန်နာတွေပုံထက်နေပြီးအမေရိကန်ကိုတင်ပို့ဖို့ရည်ရွယ်ထားတဲ့ကုန်ပစ္စည်းတွေနဲ့ပြည်နေတယ်လို့ပြောပါတယ်။ဒါပေမဲ့အမေရိကန်ဖောက်တယ်တွေကပို့ဆောင်မှုတွေကိုရန်ဆိုင်ဖို့ပြောခဲ့ပြီးအခုကုန်ပစ္စည်းတွေကစိတ်ကမ်းမှာပိတ်မိနေပါတယ်။အမေရိကန်ရဲ့အခွန်အရေးအကျိုးသက်ရောက်လာပြီးကတည်းကအမေရိကန်ထံက order တွေတိတိတသာကျဆင်းသွားပါတယ်။ နိုင်ငံရခြားကုံတွေရေးစိတ်ုံများစွာဟာထုတ်လုပ်မှုကိုရပ်ဆိုင်းလိုက်ရပါတယ်ကွမ်တုံပြည်နယ်ကဇီလင်ကုံသွေးအုပ်စုဟာအဓိကအားဖြင့်အမေရိကန်ဝေကေမှုဆက်တီရောင်းချပေးနေတာဖြစ်ပြီးတော့အခုရက်ဆိုင်ကြောင်းကြေညာခဲ့ပါတယ်။ကုန်ပစ္စည်းတွေဟာဒုံကွန်းကကိုရောင်ထဲမှာ ပုံထွက်နေပါတယ်။ကွမ်ဂျိုအီလက်ထရောနစ်ကုမ္ပဏီတစ်ခုက တင်ပေါ်ရေးသမိုင်းဆက်ရှင်နဲ့ရှိပြီဖြစ်ပြီးတော့အခွန်ဖီအားတွေကြောင့်တလအားလက်ရဲ့ညင်ညာခဲ့ပါတယ်ဒီနေ့ဂျင်းပါရဲ့ကွန်ဂျိုးပြပွဲကန်တန်ဖန်မှာတင်ပို့သူတွေအများစုကအမေရိကန်အော်ဒါရီယာအနောက်နေရာတို့ရက်ဆိုင်ခံရတာတို့ဖြစ်နေတယ်လို့ဖော်ပြခဲ့ကြပါတယ်ရှန်ဟိုင်းအခြေစိုက်ဈေးဘက်ဆိုင်ရာပစ္စည်းထုတ်လုပ်သူတဦးကတော့သူ့ရဲ့ American Order ရဲ့60ကနေ90ရာခိုင်နှုန်းလောက်ပြောင်းဆုံးသွားပြီးဂျေတိုအတွင်းအစားထိုးဈေးကွက်တွေရှာဖွေဖို့အခက်ခဲမယ်လို့ပြောပါတယ် ်အမေရိကန်စီးပွားရေးပညာရှင်ဒေးဗစ်ဂျင်ဟောင်းကအမေရိကန်ဟိုတင်ပို့မှုဟာတရုတ်ရဲ့စုစုပေါင်းတင်ပို့မှုရဲ့သုံးပုံတစ်ပုံခန့်ရှိရလို့ပြောပါတယ်။ဒီလောက်မြန်မာတဲ့ပိုရှန်ထုတ်လုပ်မှုစွမ်းရည်ဟာတခြားစက်မှုလုပ်ငန်းတွေစီတည်ရောက်မှုတွေဖြစ်ပေါ်စေနိုင်ပါတယ်။အထူးသဖြင့်ပလဲမြဝကျုံးပေါ်ဒေတာမှာနဲ့ရန်စီမြဝကျုံးပေါ်ဒေတာမှာအထည်အလိတ်အဝိတ်အထည်အီလက်ထရောနစ်တက်ဆင်ထုတ်လုပ်မှုနဲ့ တင်ပို့ထုတ်ပို့မှုဆိုင်ရာအထက်နဲ့အောက်ပိုင်းကဏ္ဍတွေမှာဖြစ်ပေါ်နိုင်ပါတယ်။ဒီစက်မှုလုပ်ငန်းတွေကဒင်းငယ်တဲ့အလန့်စားလုပ်ငန်းတွေအများအပြားတင်ပို့ထောက်ပံ့ပို့ဆောင်ရေးနဲ့ဈာကန်လုပ်ငန်းတွေအပါအဝင်ဒေဝါလီခံရနိုင်ပြီးဒါဟာခြေပြင်းတဲ့အလုံးလမဲ့ပြဿနာကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ဧပြီလ17ရက်နေ့မှာထေတော်ကတူကစက်ယုံပိတ်သိမ်းမှုတွေကြောင့်အလုသမားတွေဇာတိမျိုးကိုပြန်သွားနေရတဲ့ဗီဒီယိုတစ်ခုတင်ခဲ့ပါတယ်။ဒီထေတော်ကဒီစက်မှုဇုံတွေကစက်ယုံသုံးယုံဟာတရက်ထဲမှာပိတ်လိုက်ရတယ်လို့ပြောပါတယ်။အကြောင်းကတော့ပိုင်ရှင်တွေဟာလုပ်ငန်းကိုဆက်လက်ထိန်းသိမ်းနိုင်စွမ်းမရှိတော့လို့ဖြစ်ပါတယ်။ဧပြီလ15ရက်မှာတော့ ဝင်းဂျိုကူဂျီယန်ကတီတော်ကတူကစံယုံတွေကပစ္စည်းတွေရှင်းထုတ်နေအောင်ရိုက်ကူးထားပြီးတော့ပိုင်ရှင်အလုပ်သမားတွေကိုနှလားကြော်လာကမပေးဘဲထွက်ပြေးသွားခဲ့လို့ပြောပါတယ်ဒါနဲ့ကတော့ကျွန်တော်တို့အဆင်ပြေနေခဲ့ပါတယ်။ဒီနေ့ရောက်လာတော့အားလုံးပျောက်ကုန်ပြီ။အောက်ထပ်ကဆရာကြီးက ညတညအတွင်ထွက်ပြေးသွားခဲ့ပါတယ်လို့ဆိုပါတယ်။ဧပြီလ17ရက်မှာနောက်ထပ် TikTok အသုံးပြုသူတဦးကစက်ရုံကအလုပ်သမားတွေကို American ပစ္စည်းတွေထုတ်လုပ်မှုရပ်ဆိုင်းလိုက်ပြီးလို့အကြောင်းကြားခဲ့ရလို့ဖော်ပြပါတယ်။အလုပ်သမားတွေကိုရှင်းလင်းရေးလုပ်ပြီးနောက်ထပ်အကြောင်းကြားစာကိုစောင့်ဖို့ညွှန်ကြားခဲ့ပြီးရှီလီယာရဲ့အားလည်းရတစ်ခုလည်းခွင့်ပြုပေးခဲ့ပါတယ်။ဧပြီလ23ရက်မှာတော့ TikTok အသုံးပြုသူတို့ကစေးထိုးပုံသွင်းစက်ရုံတစ်ခုရဲ့လက်လက်နေတဲ့အလုံယုံကိုရိုက်ကူးထားပြီး order မရှိတော့ဘူးစက်ပစ္စည်းတွေအားလုံးရောင်းထုတ်လိုက်ပြီးကုမ္ပဏီကလည်းဖျက်သိမ်းလိုက်ပြီလို့ပြောပါတယ်ဒီ TikTok ကဒီနေ့ဟာအရန်ကိုခက်ခဲတယ်တကယ်ကိုခက်ခဲခဲ့ပါတယ်လို့မှတ်ချက်ပြုခဲ့ပါတယ်စက်ရုံပိုင်ရှင်တို့ကတော့ဒီနေ့မှာလူအများအပြားရဲ့ပုံအထွေအကြုံက အလုသမားတွေကိုလာခမပေးနိုင်တာစက်ယုံပိတ်သိမ်းမှုတွေအလုထုတ်ပယ်မှုတွေဖြစ်ပြီးတော့လူတိုင်းဟာခက်ခဲနေတဲ့အချိန်တွေကိုရင်ဆိုင်နေရတယ်လို့ပြောပါရယ် ကျွန်တော်ရဲ့မြို့ငယ်လေးတွေကတငယ်ချင်းတွေကျွန်တော်ဆိုင်မှာအလုပ်သမားလိုအပ်နေပါတယ်ဒီမှာအန်အောစရာက အလုံလာရှောက်သူတွေအများကြီးရှိပြီးတော့သူတို့အများစုကတခြားနေရာတွေကပြန်လာသူတွေပါလို့ဆိုပါတယ်မကြသေးခင်က TikTok အသုံးပြုသူတူကပူဂျုံမျိုးရဲ့လက်ရှိစီးပွားရေးအခြေအနေကိုခြုံငုံသုံးသပ်ပေးခဲ့ပါတယ်ပူဂျုံမှာအခုစက်ယုံဗန်နယုံပိတ်သွားပြီလဲတင်သိပါသလားကုမ္ပဏီတွေအများအပြားဒိတ်တိုက်ဒေဝါလီခံနေရပါတယ်လူတွေကထုတ်လို့ရရဲ့အနာဂတ်က ဘာဖြစ်မလဲလို့အမြဲမေးနေကြပါတယ်။ဒီစိတ်ရောမှာဒီနေ့တဲ့ order ရှိသေးလား။ဆက်လဲပတ်နိုင်ပါမလား။တရားရောက်ကတော့အခုဆိုရင်ပဲလုပ်ငန်းမဆိုအဆင်ပြေပါတယ်။စက်ယုံဖြစ်မနေရင်တော့ပေါ့လို့ပြောပါတယ်လို့ဆိုပါတယ်။လုပ်ငန်းလဲပတ်နေတာဆယ်နှစ်ကျော်ရှိပြီဖြစ်တဲ့စက်ယုံပိုင်ရှင်တူကတော့ဟူးချိုးမှာစက်ယုံစီးပွားရေးပါကြောင့်အခုလိုဆိုးရွားနေရတာလေ သူတို့ဆက်လက်လက်ပတ်နိုင်စွမ်းမရှိတော့လို့လားတကယ်အကြောင်းရင်းကတော့အင်္ဂါကအရန်မြင့်မာနေတာအကြောင်းပါဒါအပြင်ပိုရှန်ထုတ်လုပ်မှုပြင်းထန်လွမ်းတာရှိပါတယ်ကုန်သွယ်ရေးအော်ဒါတွေတိတိတသာကျဆင်းသွားပြီး အခွန်အနေနဲ့စီမံခန့်ခွဲမှုကုန်ကျစရိတ်တွေပုံထွက်လာနေပါတယ်။အမြတ်ဆုံးနေပယ်ရဆိုရင်တော့တိတ်ကျင်းများလုံးလို့လုပ်ငန်းတွေအသက်ရှူဖို့ခက်ခဲနေပါတယ်။ပြိုင်ဆိုင်မှုကလည်းပိုပြင်းထန်လာပြီးလူတိုင်းဈေးနှုန်းတွေမြင့်နေကြပေမဲ့ဘယ်သူမှငွေမရှာနိုင်ကြပါဘူးလို့ပြောပါတယ်။အခြေအနေကခက်ခဲပါတယ်။1980ပြည့်နှစ်များနဲ့2000ပြည့်နှစ်များမှာငွေဖွားသူတွေကအခုတိတ်တော့ငြိမ်ရွယ်မနေတော့ပါဘူးသူတို့ဟာဆက်လက်ကြံ့ခိုင်နိုင်စွမ်းမရှိတော့ပါဘူး ဟူချိုးရဲ့စိတ်ယုံတွေမှာအနာကင်းရှိသေးရဲ့လို့တင်ထင်ပါသလားအရင်တော့တရုတ်ထုတ်လုပ်သူအများအပြားဟာကုန်ပစ္စည်းအစိတ်ပိုင်းတွေကိုမက္ကဆီကိုဒါမှမဟုတ်ဗီယက်နမ်လိုတတိယနိုင်ငံတွေစီကိုပို့ပြီးတော့စူးစီးထုတ်လုပ်တာတရုတ်မဟုတ်တဲ့မူလအမှတ်သားနဲ့အမေရိကန်တင်ပို့ခဲ့ကြပါတယ်ဒါဟာအခွင့်အရေးကိုရှောင်ရှားဖို့ပါဒါပေမဲ့အမေရိကန်ကဒီလိုမူလဖုံးကွယ်တဲ့အလေးချက်တွေကိုပြတ်မှတ်ထားပြီးတော့စီးမြင်းတွေတုံးမြင့်ထားပြီးဖြစ်ပါတယ် အမေရိကန်ရဲ့မြန်မာရဲ့အခွန်တွေကိုဆက်လက်ရှောင်ရှားဖို့အရှိတောင်အရှနိုင်ငံတချို့ကအစီအမံတွေစတင်လုပ်ဆောင်နေပါတယ်။ဥပမာ VNN ရဲ့ကုန်သွယ်ရေးဝန်ကြီးဌာနကပြည်လဲတင်ပို့တဲ့ကုန်ပစ္စည်းတွေကိုမူလမမှန်ကန်စွာတစိမ့်တက်တာကိုဖြိုခွဲဖို့ညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်။အမေရိကန်ကိုတင်ပို့တဲ့ကုန်ပစ္စည်းတွေရဲ့မူလအချက်လက်ကိုပုံမှန်စစ်ဆေးပြီးချိုးဖောက်သူတွေကိုဒဏ်ငွေကြီးကြီးမားမားချမှတ်မယ်လို့ဆိုပါတယ်။ဒီညွှန်ကြားချက်ကဧပြီလ15ရက်မှာအကျိုးသက်ရောက်ခဲ့ပါတယ်။ မရိဂန်စီးပွားရေးပညာရှင်ရေယောဝန်ကမရိဂန်တရုတ်ကုန်သွယ်ရေးစစ်ပွဲဟာရုရှားနဲ့စီးပွားရေးအစီအမံတွေကနေပြည်စုံတဲ့မူဝါဒနဲ့ဒီပညာတိုက်ပွဲတစ်ခုအဖြစ်ချဲ့ထွင်လာခဲ့လို့ယုံကြည်ပါတယ်။သူကဒါဟာတရုတ်ကွန်မြူနတီပါတီကလိမ္မာပါနေတဲ့လက်ခွက်တွေနဲ့လွန်မြောက်နိုင်တဲ့အရာတစ်ခုမဟုတ်ပါဘူးလို့ပြောပါတယ်။မရိဂန်တရုတ်အခွန်စစ်ပွဲအောက်မှာတရုတ်ရဲ့ကုန်သွယ်ရေးနိုင်ငံသားကုန်သွယ်ရေးကုမ္ပဏီတွေက ထုတ်လုပ်မှုကိုရင်ဆိုင်လိုက်ရပြီးတော့တင်ပို့မှုတွေကိုပြည်ရင်းရောင်းချမှုအဖြစ်ပြောင်းလဲကပြည်ရင်းပြိုင်ဆိုင်မှုကိုပုံမပြင်းထန်စေပါတယ်။ရလနဲ့နဲ့တရုံမှာတကယ်အလုံးလမဲ့ဥယျာဉ်တိတိတသာမြင့်တက်လာပါတယ်။လူရီကလိုင်ယုံညထွေရှိရဲ့အလုတ်ကင်အုပ်စုများသောအားဖြင့်လမ်းမင်းစည်းတွေလိုခေါ်တဲ့အုပ်စုဟာတိတာစွာတိုးပွားလာတာကိုသတိပြုမိနေကြပါတယ်။ဒီလမ်းကြောင်းဟာပုံမုံငယ်ရဲ့လူရီစီဥတီလာနေပါတယ်။ TikTok အသုံးပြုသူတဦးကလမ်းပေါ်မှာစည်းတွေတိုးပွားလာတာကိုတွေ့ပြီးတော့ ဒီလုပ်ငန်းမှာပါဝင်နေတဲ့အသက်အုပ်စုတွေကအရန်ငယ်ပါတယ်။ဒီနေ့မှာဈေးဆိုင်ဖွင့်နေတဲ့သူတွေကအရန်အများစုကတော်တော်လေးကိုငယ်ရကြတာဖြစ်တယ်။သူတို့တွေကအများစုက90နှစ်မျိုးဆက်ဖြစ်ပြီးတော့တချို့က2000နှစ်မျိုးဆက်ကပါ။ဘာဖြစ်နေရလဲ90နှစ်မျိုးဆက်နဲ့2000နှစ်မျိုးဆက်ကလူငယ်တွေဘာကြောင့်အလံပေးဈေးတယ်လဲကြောင်းနဲ့တလောက်များများပါဝင်လာရတာလဲလို့ဆိုပါတယ်။ ီနေ့မှာကျွန်တော်နေထိုင်တဲ့နေရာမှာအလုံးကိုင်းအခြေအနေကတကယ်ခက်ခဲနေပါတယ်။ရုတ်တရက်လမ်းပေးစည်းတဲ့တွေအများကြီးပုံများလာတယ်လို့ခန့်စားရပါတယ်။ဒီလမ်းပိုင်းကို အရင်ကရှောက်သွားရင်အစားအသောက်ဆိုင်တွေတိတ်မတွေ့ခဲ့ရပါဘူး။ဒါပေမဲ့ဒီနေ့မှာအလုံးဆင်းပြီးဖြတ်သွားတဲ့အခါဘာလို့အစားအသောက်ဆိုင်တွေတလောက်များနေရလဲလို့တွေးမိပါတယ်။တော်တော်ထူးဆန်းပါတယ်။ဒါ ው သူတို့လိုင်ရောညီထွေရှိရဲ့အလုပ်ကိုင် Festival Environment လို့ခေါ်ရလားအခုလမ်းမေးဈေးဆိုင်ပိုင်ရှင်တွေက ပုံငယ်ရွယ်လာပါတယ်။အရင်ကဆိုရင်ဆိုင်ခွင်းတဲ့သူတွေကအသက်ကြီးတဲ့သူတွေဖြစ်ပေမဲ့အခုတော့အများစုကလူငယ်တွေပါ။နောက်ထပ် TikTok အသုံးပြုသူတူကလည်းလူငယ်တွေဈေးဆိုင်ဖွင့်နေတာအများကြီးတွေ့ရတယ်လို့သတိပြုမိပါတယ်။အခုလမ်းဘေးဈေးရောက်တာမှာအသက်ကန့်သက်ချက်မရှိတော့ပါဘူး။အသက်80 80လောက်ရှိတဲ့လူတွေလည်းရှိတယ်လို့အသက်70ဒါမှမဟုတ်78လောက်ရှိတဲ့လူငယ်လေးတွေလည်းဆိုင်ဖွင့်နေကြပါသေးတယ်။ အစားအသောက်ဆိုင်ရာထူးခြားချက်ကဝင်ရောက်မှုအတားအဆီးမရှိတာပါဒီနေရာအရသာတန့်ရှင်းမှုတွေကိုမဖြစ်မနေမှန်ကန်အောင်လုပ်နိုင်ရင်ရောင်းချနိုင်ပါတယ်အရင်ကဒီလိုလုံးတာတွေကအသက်ကြီးတဲ့သူတွေပဲဖြစ်ပေမဲ့အခုတော့အများစုကလူငယ်တွေဖြစ်နေပါတယ်။ဒါကြောင့်လဲဆိုတော့အခုဆိုမိဘအားလုံးလိုလိုစက်မှုလုပ်ငန်းမှာအသက်မဝမ်းကြောင်းဖို့ခက်ခဲနေပြီးတော့ စီးပွားရလဲကြဆင်းနေတာကြောင့်အလုံးတိုင်ရှာဖို့ခက်ခဲလာလို့ပါ။ဒါကြောင့်လူပိုများများကလမ်းမေးဈေးရောက်လာဖို့ဥတည်လာကြပါတယ်။ကောင်းတဲ့အလုပ်တစ်ခုရမယ်ဆိုရင်ဘသူကဈေးဆိုင်ဖွင့်ဖို့ရွေးချယ်ပါလိမ့်။အခုလမ်းမေးဈေးရောက်လာကပြိုင်ဆိုင်မှုပိုပြီးတော့များလာပါတယ်။ဒေတော်ကတဦးကမှတ်ချက်ပြုထားတာကလမ်းမေးဈေးတဲ့စီးပွားရေးရလိုအပ်ချက်ကြောင့်ပေါ်ပေါက်လာတာပါ။ ညာဘက်လမ်းတွေမှာဈေးဆိုင်တွေပါကြောင့်တလောက်များနေတာလေအောက်ထပ်ကဆိုင်ခင်းတွေကိုကြည့်ပါငားဖို့ရောရောင်းဖို့ရောဖြစ်နေပါရင်ဆိုင်ပိုင်ရှင်တွေပဲသွားကြတာလေသူတို့တွေရတချို့ကကိုပိုင်ဈေးဆိုင်တွေစားဖွင့်နေကြပါတယ်လို့ဆိုပါတယ်လူတွေကဒီလမ်းဘေးဈေးတွေငွေရှာနေကြတာလားစိတ်ယုံမှာအလုံးလုံးတာကပုံမကောင်းလားလို့မေးကြပါတယ်ဒါပေမဲ့စိတ်ယုံတွေကိုကြည့်ရင်အများစုကဝန်ထမ်းတွေကိုရှော့ချနေတာတို့ဒေဝါလီခံရတာတို့ဖြစ်နေပါတယ်လမ်းဘေးဈေးတွေစီးပွားရေးဟာလိုအပ်ချက်ကြောင့်ပေါ်ပေါက်လာတာပါ လမ်းဘေးစည်းစိမ်ဖွင့်ဖို့ခွင့်ပြုချက်ရဖို့တန်းစီစောင့်နေရတဲ့တန်းချီရီအကြောင်းလဲသတင်းတွေထွက်ပေါ်နေပါတယ်။ဒါဟာလိုအပ်ချက်များလာတာကြောင့်ပါကျွန်တော်တို့ရဲ့ညစည်းကွက်ဟာလုံးဝပြည့်နေပါပြီ။နေရာမရှိတော့ဘူးလို့ကြားပါရယ်။ဈေးဆိုင်ဖွင့်ဖို့ကြိုးစားနေသူတွေအများကြီးရှိပြီးတော့အခုအိမ်ချမ်းမြေစီမံခန့်ခွဲရေးနဲ့တန်းစီဖို့စီရင်သွင်းနေကြပါတယ်လို့ဆိုပါရယ်။ဒါဟာအလုံးရှာမရတဲ့သူတွေဘလောက်များပြားနေလဲဆိုတာကိုပြသပါရယ်။ ပြီးခဲ့တဲ့လတည်းမှာတင်ဝူဟန်မှာကမ်းစက်ယုံကြီးတချို့ပိတ်သိမ်းခဲ့ပါတယ်။ဆယ်နှစ်ကျော်လုံလုံခဲ့ကြတဲ့အလုသမားဟောင်းတွေဟာအခုအလုံထုတ်ပယ်ခံရဖို့ရင်ဆိုင်နေရပါတယ်။အသက်ကြီးလာတာနဲ့အများသူတို့ဟာအလုံရှာဖို့မလွယ်ကူတော့ပါဘူး။ဒါကြောင့်သူတို့ဟာပို့ဆောင်ရေးလုပ်ငန်းတွေလမ်းပေးမှာရောင်းချတာတွေအိမ်သုံးဝင်ဆောင်မှုတွေလုပ်ကိုင်နေကြပါတယ်။အရင်ကရှန်ကျန်းမှာဒီဇိုင်းလုပ်ငန်းလုပ်ကိုင်တဲ့လုံဖို့ကိုင်ပဟောင်းတွေအများကြီးရှိခဲ့ပြီးတော့သူတို့ကအခုထပ်ပြီးအလုံးလမဲ့ဖြစ်နေပြီးတော့အလုံးသိရှာမရဘူးလို့ပြောပါတယ်။ တချို့ဆိုဇာတိမျိုးကိုပြန်သွားကြပါတယ်။လူတိုင်းကအသက်မဝမ်းကြောင်းဖို့ရုန်းကန်နေရပါတယ်။ဒါပေမဲ့လမ်းဘေးဈေးရောက်တာကလည်းစိန်ခေါ်မှုတွေမကင်းပါဘူး။အခုလမ်းဘေးဈေးရောက်တာဟာဒိုင်ဆိုင်မှုအများများနေပါတယ်။အခုမနက်3နာရီထိုးနေပြီ။ဒီလူတွေကဒီမှာရှိနေတော့မှသူတို့ဟာနေဘက်မှာအလုံးလုံးပြီးမနက်3နာရီ4နာရီအထိအိမ်ရမဝင်မဲနေကြပါတယ်ကျွန်တော်တကယ်အံ့ဩမိပါတယ်ကျွန်တော်သာဆိုရင်လဲလျှော့လိုက်ပြီးဖြစ်ပါတယ်ဒီလူကတစ်ကြိမ်ကို10ဒေါ်လာနဲ့တနေကုန်စပင်းညက်ပေးနေပါတယ် အခုသူအချောင်းကြောင့်တခြားသူတွေရဲ့ဆိုင်မှာအဲ့ဒါရင်ရှိတော့ပါဘူးသူကအရင်ကစပိန်မြတ်ခ100ဒေါ်လာကျော်ယူတဲ့အစမြင့်စပိန်မြတ်ဆိုင်တစ်ခုမှာမန်နေဂျာဖြစ်ခဲ့တဲ့သူပါအခုဒီမှာ30ဒေါ်လာစပိန်မြတ်ပေးနေရပါတယ်။လမ်းပေးစည်းဆိုင်ဖွင့်ပိုင်ခွင့်အတွက်ရံဖြစ်တာတွေတောင်ရှိခဲ့ပါတယ်။ဆိုင်နေရာအတွက်ရံဖြစ်ကြတာပါ။တတော်ကတူကလမ်းပေးစည်းတွေအများကြီးရှိနေတာဟာပိုချေပြတဲ့အခြေအနေအတွက်စိုးရိမ်စရာဖြစ်တယ်လို့ထောက်ပြပါရတယ်။ ကျွန်တော်တို့ရက်ွက်ဝင်ပေါင်းဟာညာဘက်ဆိုရင်ဈေးငယ်လေးတစ်ခုလိုပြောင်းလဲသွားပါတယ်။အရင်အားဆိုဒါကိုမယုံနိုင်ခဲ့ပါဘူး။ဒါကြောင့်လဲဆိုတော့ကျွန်တော်တို့ဘေးကရက်ွက်ကဈေးငယ်ပြီးလူသိမ့်မများသလိုဈေးဆိုင်လည်းသိမ့်မရှိခဲ့ပါဘူး။ဒါအပြင်ပုံမှန်ဆိုင်ကနေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့အခုဒါရီအားလုံးရှိရတဲ့ဈေးဆိုင်ရေအတွက်ကဆက်ပြီးတော့ဒေါ်လာနေရလို့ဆိုပါတယ်။ ဒါဟာစက်မှုလုပ်ငန်းတိုင်းရုံးကန်နေရတယ်ဆိုတာကိုပြသပါရယ်။တခြားစက်မှုလုပ်ငန်းတွေကလူအများပြားဟာအလုံးပြုတ်သွားပြီးအခုအသက်မဝမ်းကြောင်းဖို့လမ်းဘေးမှာရောင်းချဖို့ကြိုးစားနေကြပါရယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဒိငယ်ရဲ့ဧရိယာထဲမှာဒါဟာမလွယ်ကူပါဘူး။ကျွန်တော်တို့မှာပေါင်းတင်ထားတဲ့အစားအသောက်ရောင်းတဲ့ဈေးတွေ6ဦးရှိပြီး အနည်းဆုံးထပ်ဝက်လောက်ကပိတ်သိမ်းရတော့မှာပါ။ဓမင်းကျော်ရောင်းနေသူလည်းရှိပါသေးတယ်။ဈေးဆိုင်အများစုကအဆင်တူတဲ့အစားအသောက်တွေပဲရောင်းကြပါသေးတယ်။အချိန်တွေကတော့တခြားလူတွေကမင်းရဲ့လုပ်ငန်းကအဆင်ပြေနေတာကိုမြင်တဲ့အခါမင်းပေးမှလာထိုင်ပြီးမင်းလုပ်တာကိုကူးယူကြပါသေးတယ်။နောက်ဆုံးမှာမင်းရဲ့ဈေးဆိုင်ကဝင်ငွေရှာနေရကနေဘာမှမရှာနိုင်တဲ့အနေအထားကိုရောက်သွားပါတယ်ဆိုပြီးတော့သိရပါတယ်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့အဆုံးထိကြပါဆိုရှင်